ခင်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်လေးရှေ့မှာပြောခဲ့တာတွေကိုကျွန်တော်မြန်မာနိုင်ငံသားတွေကနားမလဲတာလားမသိဘူးเนาะကျွန်တော်ဗီဒီယိုဖိုင်တွေလည်းအများကြီးပဲတင်ခဲ့ပေးပါတယ်เนาะနိုင်ငံတော်ဘာသာနဲ့ပတ်သက်ပြီးတော့အခုမှတင်ပေးတာလည်းမဟုတ်ပါဘူးကျွန်တော်ဒီဗီဒီယိုဗီဒီယိုတွေအကုန်လုံးထဲမှာ political channel knowledge ဆိုရယ်တင်ရန်လေးတင်ခဲ့တာရှိပါတယ်အဲ့ဒီထဲမှာအကုန်လုံးပါထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဥစားတွေကိုကြည့်တဲ့အခါကျလို့ရှိရင်အနည်းဆုံးတစ်ဖက်စာလောက်တော့ဝင်ကြည့်ကြဗျာ အခုပဲတည်းအခုပဲကြည့်အခုပဲကောက်ချက်တွေချလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးကျွန်တော်ကျွန်တော်တင်တဲ့ဥစ္စာလေးဒီအမျိုးသားနိုင်ငံရေးအတွက်ဖြစ်ပါတယ်ခင်ဗျားတို့ပေါ်ပင်နိုင်ငံရေးလို့ဟုတ်ကျွန်တော်တင်ပေးနေတာဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံဒီအမျိုးသားနိုင်ငံဖြစ်ပါတယ်ပေါ်ပင်နိုင်ငံရေးလို့ဟုတ်တင်ပေးနေတာဟုတ်ပါဘူးကျွန်တော်ဒီအမျိုးသားရေးအမျိုးသားနိုင်ငံရေးကိုလုပ်နေတဲ့ national politics တရားဖြစ်ပါတယ်အဲ့တော့လာအပေါ်မှာလာမေးထားတဲ့သူထပ်တွေ့လာပြီနော်အနော်ဒါမင်း ဗုဒ္ဓဘာသာစတင်တည်ထောင်တဲ့နေ့ကစပြီးတော့တဲ့မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံပါပဲမပြတ်ပါဘူးပေါ့နော်အဲ့ဒါကလေးရစာတည်ပါတယ်နော်ကလေးရစာတည်ပါတယ်ကျွန်တော်တို့ကဘာကြီးကလည်းတည်ပါတယ်မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဆိုတာကဘာကြီးကလည်းတည်ပါတယ်ဒါပေမဲ့ခင်ဗျားတို့တည်ရဲ့အတိအလူငွေအတိလူမွေးရှုတော့အောင်ပဲတည်တာဗျ လူတိုင်းလူတိုင်းဟာလူမျိုးရှိတော့ရမြန်မာနိုင်ငံဒီဗုဒ္ဓဘာသာနိုင်ငံလို့သိကြတယ်။ဒါပေမဲ့ဥပဒေရှုထောင့်ကိုလည်းကျွန်တော်ထည့်သွင်းစဉ်းစားရတယ်ဗျ။ကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဆိုတာကဘာသိရဆိုပေမဲ့ဗုဒ္ဓဘာသာနိုင်ငံလို့သိတိုင်းကိုအဆင်ပြေပြပြဘူးဗျ။ခင်ဗျားတို့အမေရိကန်နိုင်ငံကိုကြည့်ခရစ်ယာန်နိုင်ငံဆိုတာကဘာသိဒါပေမဲ့တခြားဘာသာတွေကလည်းပဲလောကကြီးအုပ်ဖို့ကြိုးစားတယ်။ကဘာကြီးမှာ တက်ဆိုင်ရနိုင်ငံသားတွေတက်ဆိုင်ရဘာသာတွေကခံရပြီးတော့လူမျိုးကြဘာသာတွေကကြီးစိုးလွှမ်းမိုးဖို့ကြိုးစားကြတယ်။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းပဲဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တရားဝင်1940ခုဖွဲ့စည်းဖို့အခြေခံဥပဒေတုန်းကလိုပဲတရားဝင်ပြဋ္ဌာန်းပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာနိုင်ငံပြတ်သွားတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ခင်ဗျားတို့အဲ့လောက်ထိဒုံးဝင်နေတဲ့မြတ်တော့ခင်ဗျားတို့ကြုံဖြစ်ဖို့ ရန်နှိစက်နေတယ်။တခင်စိတ်လေးတွေမွေးကြပါဗျ။ကြုံစိတ်တွေမွေးကြပါနဲ့။တခင်စိတ်မွေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောတဲ့ဇာတ်ကားလေးတွေကိုတိတိကျကျနားထောင်စေချင်ပါတယ်။ကျွန်တော်ကဗုဒ္ဓဘာသာနိုင်ငံပြတ်သွားတယ်လို့ပြောတာမဟုတ်ပါဘူး။ဥပဒေရဗုဒ္ဓဘာသာနိုင်ငံကြီးမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်တည်ရွက်ဝင်ပြဋ္ဌာန်းပေးဖို့တောင်းဆိုခြင်းသာဖြစ်ပါတယ်။တခြားဘာသာတွေကိုလည်းလွတ်လပ်စွာယောကြီးဝင်ပေးမယ်။ဓာတ်တူညီမျှပေးပါမယ်။ ဗုဒ္ဓဘာသာတစ်ခုတည်းကိုနိုင်ငံတော်ဘာသာဖြစ်တောင်းဆိုခြင်း